မြေစိမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာနိုဝင်ဘာ9ရက်တဲ့မြေစိမ Prime Time မြေစိမတရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခန့်ရွေကတောင်းယူတင်ဆက်ပေးတော့မှာပါဒီကနေ့ကြီးရှုရမယ့်တရင်တွေကတော့စစ်တပ်ရွေးကောက်ပွဲကိုမဲပေးဖို့ချင်းချောက်သူတွေကိုတိုင်ကြားနိုင်တယ်လို့ NUG ကပြောရတယ်တန်မုံတီးတဲ့မိုးကုတ်ကိုလေးချောင်းဘုံကျဲဖို့လှုံ့ဆော်နေတာကြောင့်မြို့ခံတွေစိုးရိမ်နေတဲ့တရင် မဲဆက်ကာလစစ်မှုဒဏ်စုဆောင်းမှု အပေါ်ဝေဖန်တာကြောင့်တဆညပါတီမြို့နယ်ကော်မတီဝင်စစ်ကော်မရှင်ကိုပြန်တောင်းပန်ရတဲ့တဲ့လောင်ကစားလုပ်ငန်းဖွင့်တာနဲ့ကြားဖြန့်ကထွက်ပြေးလာတဲ့နိုင်ငံသားတွေလက်ခံပါက အရေးယူမယ်လို့ KNY တတိပေးရတဲ့နဲ့ကုံတော်ရေးတည်ငြိမ်မှုကိုမျှော်လင့်ကြောင်းအမေရိကန်ပို့ကုန်သမားတွေရှန်ဟိုင်းကုန်စည်ပြပွဲမှာပြောတဲ့တဲ့နဲ့ဒီကနေ့အတွက်နောက်ဆုံးရရွှေဈေးနဲ့ငွေဈေးတွေကိုလည်းတင်ဆက်ပေးသွားမှာပါခင်ဗျာ ပြမသောတရင်သဘောအညီနဲ့စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကို ပြည်သူတွေကိုအတင်းအကျပ်မဲပေးဖို့ချိန်ချောက်သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUGC တိုင်ကြားနိုင်တယ်လို့ထုတ်ပြန်လိုက်ပါတယ်။နိုဝင်ဘာ6ရက်ကထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ပြည်သူလူထုကိုစစ်တပ်ရဲ့ရွေးကောက်ပွဲမှာမဲပေးဖို့နဲ့ကြိုတင်ဆန္ဒမဲပေးဖို့တနည်းနည်းနဲ့ချိန်ချောက်အကျပ်ကိုင်းတာဟာလူခွန်ကြီးချိုးဖောက်တာရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်တာဖြစ်တယ်လို့ဥပဒေနဲ့ညီဆုံးတဲ့လောက်ရဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်တိုင်ကြားခံရသူတွေတဲ့ပြစ်မှုထင်ရှားပါကမြို့တန်းညီညီရဲ့အစိုးရ NUG အနေနဲ့ကျူးလွန်သူတွေကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမယ်လို့ဆိုပါရယ်နေ့စဉ်ည၈နာရီကနေည10နာရီအထိတိုင်ကြားနိုင်ပြီးတော့တိုင်ကြားနိုင်တဲ့ Telegram နဲ့မဲပေးဖို့အတင်းအကျပ်ချင်းချောက်ခံရပါကအကြံဉာဏ်တောင်းခံမှု Telegram တွေကို NUG ကလူမှုကွန်ရက်နဲ့ website တွေမှာထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ဘလို့ပုံစံနဲ့အရေးယူသွားမှာကိုတော့ထည့်သွင်းဖော်ပြထားတာမရှိလို့ ဘယ်ဆိုမှုနေမြေတွေမှာအတိကထားဆောင်ရွက်မှောက်ကိုလည်းထည့်သွင်းဖော်ပြထားတာမရှိပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူစီကိုမြစီမကစာပို့မေးမြန်းထားပေမဲ့လည်းလက်ရှိအချိန်ထိအကြောင်းမပြန်သေးပါဘူးခင်ဗျာ နောက်ထပ်သတင်းပုံအနေနဲ့စစ်ကော်မရှင်တပ်ကမိုးကုတ်မြို့မှာပြန်လည်နေရာယူစိုးမိုးမဲ့ကိစ္စကိုလက်မခံကြောင်းတမုံတိဆန္ဒဖော်ထုတ်ခဲ့ကြတဲ့မိုးကုတ်မြို့ကို လေကြောင်းဘုံကျဲဖို့စစ်ကော်မရှင်ဝါရဖြန့် Telegram Channel တွေကလှုံ့ဆော်နေကြပြီးတော့မြို့ခံတွေကလည်းဆိုရင်းနေကြပါတယ်။နိုဝင်ဘာ6ရက်နေ့ခွန်နိုင်48မိနစ်ကစပြီးတော့မိုးကုတ်မြို့ခံတွေကတမုံတိဆန္ဒထုတ်ဖော်ရာကိုစတင်ပြုလုပ်ခဲ့ကြပါတယ်။ တရုတ်ရဲ့ဂျောင်းဝင်မှုနဲ့စစ်ကော်မရှင်ကမြို့အတွင်းပြန်လည်နေရာယူမဲ့အရေးကိုစန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ရလို့မြို့ကန်တဦးကပြောပါတယ်တမုံတီရနဲ့ပတ်သက်ပြီးတော့စစ်ကော်မရှင်ဝါရဖြန် Telegram Channel တွေဖြစ်တဲ့မောင်ချိန်ကွင်း View of Sue Smileway Snow Queen အပါဝင် Channel ဆယ်ခုထက်မနည်းကဒီလောက်ရဟာစစ်တပ်ကို ဖိတ်ခေါ်နေတာဖြစ်ပြီးလေးရင်မျောနေတာဖြစ်တယ်လို့လှုံ့ဆော်ရေးသားတာတွေပြုလုပ်လာတယ်လို့အဲဒီလှုံ့ဆော်တာတွေအောက်မှာလဲမိုးကုတ်ကိုလေချောင်းကဘုံကျဲဖို့ဖိအားပေးနေတယ်လို့လဲဆိုပါတယ်မိုးကုတ်မြို့ခံတွေကလည်းစစ်ကော်မရှင်တပ်ကလေချောင်းဘုံကျဲပြုလုပ်လာမှာကိုစိုးရိမ်နေတယ်လို့ပြောပါတယ်စစ်ကော်မရှင်ရဲ့ PSLF TNL ဟာအော်တိုဘာ29ရက်နေ့နဲ့28ရက်နေ့ကတရုတ်ရဲ့ဂျာဝင်စစ်စမ်းမှုနဲ့တရုတ်နိုင်ငံကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ 6ချိန်မြောက်တွဲဆုံဆွေးနွေးမှုအပြီးမှာအပြည့်ရလက်မှတ်ရေးထိုးခဲ့တာပါအဲဒီတွဲဆုံဆွေးနွေးပွဲမှာ TNL ကမိုးကုတ်နဲ့မိုးမိတ်မျိုးတို့ကစွန့်ခွာရမှာဖြစ်ပြီးတော့စစ်ကော်မရှင်ဘက်က TNL ထိန်းချုပ်ဒေသတွေကိုလေကြောင်းပုံကျဲရာမြေပြင်ထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုလုပ်ဖို့သဘောတူညီခဲ့ကြပါတယ်။ဒါ့အပြင်တအံမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကတက်ဆုံမှာဖြစ်ပေမဲ့မိုးကုတ်မျိုးသိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ Manly PDF မိုးကုတ် ပကဖာနဲ့မိုးကုတ်ဘျူဟာတိတုကာကိုရေးတက်မတော် TRI ဘျူဟာတို့အပါဝဲတော်လင်းအင်အားစုအတီးတီကထိန်းချုပ်နေမြေတွေကိုအတူလက်တွဲခုခံသွားမှာဖြစ်တယ်လို့ကြေညာထားပါရခင်ဗျာဆလပီယောမဲဆွဲကာလာအတွင်းစက်ကမရှင်ရဲ့စစ်မှုရန်စုဆောင်းမှုအပေါ်လူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့တဲ့တိုင်းသားစီးလုံညီညွတ်ရေးပါတီတဆညတောင်တွင်းချင်းမြို့နယ်ကော်မတီဝင် ဒေါက်တာကျော်ဆွေမစစ်ကော်မရှင်လက်အောက်ခံပြောင်းစုရွေးကောက်ပွဲကော်မရှင် UEC ကိုပြန်လည်တောင်းပန်ရတယ်လို့ဒီနေ့နိုဝင်ဘာ9ရက်ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာရေးမှာဖော်ပြထားပါတယ်ဒေါက်တာကျော်ဆွေအနေနဲ့သူ့ရဲ့လူမှုကွန်ရက်မှာပြီးခဲ့တဲ့အောက်တိုဘာလနောက်ဆုံးအပတ်ကရေးသားခဲ့တဲ့ကိုယ်စလဲလောင်းရုပ်သိမ်းမှုဖြစ်စဉ်အပေါ်ဥပဒေစီးပွားရေးနဲ့နိုင်ငံတကာနိုင်ငံရေးဆိုင်ရာတုံ့တက်ချက်ပြည်သူစစ်မှုရေးစုဆောင်ခြင်းနဲ့ မဲဆွယ်စီယုံရေးကာလအချက်အသေးတွေစတဲ့ post နှစ်ခုအတွက်တောင်းပန်ရရလို့သိရပါဗျ။အဲ့ဒီတောင်းပန်စာမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေဤဥပဒေပါပြဋ္ဌာန်းချက်တွေကိုကောင်းစွာတိရှိ နားလည်တာမရှိဘဲရေးသားဖော်ပြတာကြောင့် UC ရဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးထိခိုက်ညံ့တာတွေအပေါ်တောင်းပန်တယ်လို့ဒေါက်တာကျော်ဆွေကရေးသားထားပါဗျ။ဒါအပြင် လက်ရှိမှာဒေါက်တာကျော်ဆွေရဲ့ Facebook လူမှုကွန်ရက်ဆိုင်မင်းနာမှာအဲ့ဒီခေါင်းစဉ်တွေနဲ့ရေးသားခဲ့တဲ့ post တွေကိုပြန်လည်ဖြုတ်ချသွားတာကိုတွေ့မြင်ရပါတယ်စစ်ကော်မရှင်ရဲ့စစ်မှုရန်စူးစမ်းမှုနဲ့ပတ်သက်တဲ့ရေးသားချက်မှာဒေါက်တာကျော်ဆွေကမဲဆွယ်စီယုံရေးကာလအတွင်းစစ်မှုထမ်းစူးစမ်းရေးဆောင်ရွက်နေတာဟာမဲဆွယ်စီယုံရေးလှုပ်ရှားမှုတွေအပေါ်တိုက်ရိုက်ထိခိုက်စေကြောင်းရွေးကောက်ပွဲဝင်ပါတီအားလုံးအတွက်အခက်အခဲအကျက်အတဲကြီးမားစွာကြုံတွေ့စေရမှာဖြစ်ကြောင်းရေးသားခဲ့တာဖြစ်ပါတယ် ဒါကြောင့်စီယုံရေးလှုပ်ရှားမှုညော်နေတာမရှိရလို့ကြောင့်ပြည်သူလူထုရဲ့ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိသလောက်ဖြစ်နေရပြီးမဲပေးမှုရာဂိုင်းနှုံးကိုဆွဲချသွားလိမ့်မယ်လို့မြင်မိကြောင်းဒီအခြေအနေကြောင့်ရွေးကောက်ပွဲရဲ့ဂုံတိတ်ခါနဲ့နိုင်ငံကာရဲ့လက်ခံမှုတွေကိုလည်းထိခိုက်စေနိုင်ကြောင်းလည်းရေးသားခဲ့ပါတယ် တဆညာပါတီဟာအနာသိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်မှုစစ်ကော်မရှင်စီမှတ်ပုံတင်ထားတဲ့ပါတီဖြစ်ပြီးတော့ကိုစလေလောင်းအရေးအတွက်690ကျော်နဲ့ဒုတိယအများဆုံးစည်ရင်းတင်သွင်းထားတဲ့ပါတီလည်းဖြစ်ပါရဲ့စစ်ကော်မရှင်ရဲ့အပိုင်းလိုက်ရွေးကောက်ပွဲအပိုင်းတစ်ကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမှာဖြစ်ပြီးတော့မဲဆက် COA ကာလကို အောက်တိုဘာ28ရက်နေ့ကနေဒီဇင်ဘာ26ရက်နေ့ထိတက်မှတ်ထားပါရဲ့ မက်ဆွယ်စီယုံရေးနဲ့ပတ်သက်ပြီးတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဤဥပဒေမှာစစ်တပ်ပြိုကွဲရေးကိုဖြစ်ပေါ်စေဖို့ဒါမှမဟုတ်စစ်တပ်ရဲ့ဂုံတိတ်ခါကိုထိခိုက်စေဖို့လှုံ့ဆော်တာဟောပြောတာရေးသားပုံနှိပ်ထုတ်ဝေရာရေမပြုလုပ်ဖို့တားမြစ်ထားပါတယ်စစ်ကော်မရှင်အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာဝေဖန်ရေးသားတဲ့ပြည်သူတွေကိုလည်းရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးတရားစွဲဆိုရာရေပြုလုပ်လျက်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ကင်းအမျိုးသားအစီယုံ KNU တမဟာ6ဒူပလာခရိုင်အတွင်းမှာပါဝင်တဲ့ဂျုံတိုးမျိုးနယ်အတွင်းလောင်ကစားလုပ်ငန်းတွေဖွင့်လှစ်တာမပြုလုပ်ဖို့နဲ့ကြားဖြတ်လုပ်ငန်းတွေကထွက်ပြေးလာတဲ့နိုင်ငံသားတွေကိုလက်ခံမထားဖို့ KNU ကတတိပေးလိုက်ပါတယ် စစ်ကော်မရှင်ကသူတို့ကိုယ်တိုင်ပါဝင်လှုပ်ဆောင်နေတဲ့နယ်စပ်ဒေသမှာရှိတဲ့ online ငွေလိမ်လုပ်ငန်းကြားဖြတ်လုပ်ငန်းတွေကိုဟန်ပြနှိမ်နှင်းတာအဲဒီလုပ်ငန်းတွေကစွန့်ခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကို ပုံစံအမျိုးမျိုးနဲ့နေရာရွှေ့ပြောင်းပေးနေတယ်လို့ KNU ကဖော်ပြထားပါတယ်။ကျုံတို့မျိုးနဲ့အတွင်းနေထိုင်သူတွေအနေနဲ့ကျုံတို့မျိုးနဲ့အတွင်းရှိလမ်းကြောင်းတွေကိုအသုံးပြုပြီးတော့ကြားဖြတ်လုပ်ငန်းတွေကစွန့်ခွာလာတဲ့နိုင်ငံခြားသားတွေကိုရွှေ့ပြောင်းပေးရလက်ခံခေါ်ယူထားတာမပြုလို့ဖို့ လောင်ကစားလုပ်ငန်းတွေဖွင့်လှစ်တာမပြုလုပ်ဖို့တတိပေးထားပါတယ်။ဒါအပြင်လက်ရှိ KNU တုံတိုးမြို့နယ်အတွင်းစစ်ကော်မရှင်တပ်နဲ့ KNU အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေအကြားစစ်ရေးအခြေအနေတွေပြင်းထန်လျက်ရှိပြီးတော့လေကြောင်းတိုက်ခိုက်တာတွေအပါအဝင်အရက်သားတွေအပေါ်ပြင်းထန်ထားတဲ့တိုက်ခိုက်မှုတွေလည်းရှိရဲလို့ KNU ကဆိုပါတယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ည၈နာရီကနေမနက်၆နာရီအတွင်းခရီးသွားလာတာမပြုလုပ်ဖို့စစ်ကော်မရှင်ရဲ့ထိုးစစ်တွေနဲ့လူခွင့်ရေးချိုးဖောက်တာတွေကိုကာကွယ်နိုင်ရေးအတွက်ဘုံခုကျင်းနေမဖြစ်မနေထားရှိဖို့တတိပေးထားပါတယ်။အဲ့ဒီပေးချက်တွေဒေတန္တရစီမင်းစည်းကမ်းတွေကိုမလိုက်နာပါက KNU ဥပဒေနဲ့လုံထုံးလုံကြီးတွေအရာအရေးကြီးမှဖြစ်တယ်လို့လဲ KNU ဂျုံတိုးမြို့နယ်အလုံးမှုဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ည၈နာရီကနေမနက်၆နာရီအတွင်းခီးတော်လာမှုမပြုလုပ်ဖို့စစ်ကော်မရှင်ရဲ့ထိုးစစ်တွေနဲ့လူခွင့်ရေးချိုးဖောက်တာတွေကိုကာကွယ်နိုင်ရေးအတွက်ဘုံခိုကျင်းနေမဖြစ်မနေထားရှိဖို့တတိပေးထားပါရဲ့အဲ့ဒီပဲထုတ်ပြန်ချက်တွေဂျေတန်ရစီမင်းစည်းကမ်းတွေကိုလိုက်နာခြင်းမရှိပါက KNU ဥပဒေနဲ့လုံထုံးလုံကြီးတွေအရေးယူမှဖြစ်တယ်လို့ KNU ဂျုံတူမြို့နယ်အလုံးမှုဆောင်ကော်မတီကထုတ်ပြန်တတိပေးထားပါရဲ့ လက်ရှိမှာကော့ကရိတ်မြို့မြောက်ဖက်ကော့ကရိတ်နဘူးလန်ပိုင်းအနီးတစ်ဝိုက်မှာရှိတဲ့ ठी ဖိုးဆန်တီကလေးစတဲ့ကျေးရွာတွေအနီးတစ်ဝိုက်နဲ့နဘူးတိုင်းနယ်အဆက်မိဖာလေရွာလမ်းဆောင်အနီးမှာစစ်ကော်မရှင်တပ်နဲ့ KNL ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်လျက်ရှိပြီးတော့စစ်ကော်မရှင်တပ်ဘက်ကထိခိုက်မှုရှိတယ်လို့တော်လိုင်းအင်အားစုပူးပေါင်းတပ်ဘက်ကလည်းထိခိုက်သေးဆုံးတာတွေရှိနေတယ်လို့သိရပါပါတယ်ခင်ဗျာပြည်ရင်းသတင်းတွေအပြီးမှာရောနိုင်ငံသကန်သတင်းဘက်ကိုဆက်ကြည့်အောင်ပါ ကုန်သွယ်ရေးတည်ငြိမ်မှုကိုမျှော်လင့်ကြောင်းအမေရိကန်ပို့ကုန်သမားတွေရှန်ဟန်းကုန်စည်ပြပွဲမှာပြောတဲ့သတင်းကိုဝိုင်းတော်သားကိုဆိုင်ခန့်ကတင်ဆက်ပေးပါမယ်ခင်ဗျာကျေဝန်းလာတဲ့ရှန်ဟန်းကုန်စည်ပြပွဲခမ်းမကြီးတွေမှာလက်ကင်အိတ်ကနေအိမ်သုံးစားအထိပစ္စည်းမျိုးစုံကိုပြသထားပါတယ် နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးတိုးတက်လာခြင်းကအလွန်လိုအပ်နေတဲ့တည်ငြိမ်မှုကိုစောင့်ကြည့်လာလိမ့်မယ်လို့သူတို့မျှော်လင့်နေပါကြောင်းတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်အထိနာနေတဲ့အမေရိကန်ပို့ကုန်သမားတွေကကြေညာပေးနေမှာပြောပါတယ်အခုနှစ်အချိန်တော်တော်များများတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ကုန်သွယ်ကုန်တိုးမြင့်တန်ခံရင်းအချိန်ကုန်ခဲ့ကြတဲ့ဒေါ်နယ်ထရန့်နဲ့ရှီကျင်းဖင်တို့နှစ်ဦးအရင်အဖက်ကတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်အဲ့ဒီလိုလှုံ့ဆော်ခြင်းမပြုတော့ဘူးအမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတို့ကြားသဘောတူခဲ့ကြပါတယ် နှစ်စဉ်ကျင်းပတဲ့တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ CIIE ကိုလာရောက်တဲ့ American ဂျင်ဆင်ရောင်းချသူ မင်းထောက်ကျန်က Trump ပထမတက်တန်းကလေးကအကောက်ခွန်တွေအချင်းချင်းချမှတ်ခဲ့တဲ့အတွက်ကြောင့် Ward Cosin ပြည်နယ်အလဲပိုင်းမှာရှိတဲ့ဂျင်ဆင်စိုက်ပျိုးသူတွေပျက်စီးပြုံတီးခဲ့ရတယ်လို့ AFP ကိုပြောပါတယ်2018ခုနှစ်မတိုင်ခင်က West Cosin ပြည်နယ်မာရသွန်ခရိုင်ထဲမှာမှတ်ပုံတင်ထားတဲ့ဂျင်ဆင်စိုက်ပျိုးသူ200ရှိတယ် ထမအကြိမ်နဲ့ဒုတိယအကြိမ်အခွန်စစ်ပွဲတွေပြီးကိုဗစ်ကထပ်နှိပ်စက်လိုက်တော့ဂျင်စင်းဆိုင်ပြိုးသူ90ပဲကျန်တယ်လို့မာရသွန်ဂျင်စင်းကုမ္ပဏီတည်ထောင်သူဂျန်ကပြောပါတယ်အစိုးရနှစ်ခုအကြားမကြသေးခင်ကရခဲ့တဲ့သဘောတူညီချက်ကြောင့်ဒီကိစ္စတွေတည်ငြိမ်သွားပြီလို့ကျွန်တော်ထင်ပါတယ်။အနာဂတ်မှာပိုကောင်းတဲ့အလားအလာတွေကိုကျွန်တော်တို့မျှော်မှန်းနေကြပါတယ်လို့ကျန်းကဆက်ပြောပါတယ်။ မွေးနဲ့ရှိတဲ့မြောက်အမေရိကန်မျိုးကွဲဂျင်စင်းမြေဟာဆေးဘက်ဝင်တယ်လို့အာရှရိုးရာယဉ်ကျေးမှုအရယုံကြည်ကြပါတယ်။1980ခုနှစ်တွင်မှာတရုတ်နိုင်ငံစီ အမေရိကန်ပြည်ထောင်စုကတင်ပို့တဲ့ပထမဆုံးကုန်ပစ္စည်းဟာအဲ့ဒီဂျင်စင်းမြေဖြစ်ပါတယ်။ထိုက်တန်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံရေးသတင်းတွေကိုတင်ဆက်ပေးကြပါပါ။ အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါ以後တော့မြစ်စမရဲ့ဝိုင်းတော်သားကုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်ဈေး2100ကျပ်ပြင်ပပေါက်ဈေး4130ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်ဈေး1608.64ကျပ် ပြင်ပပေါင်စီ3163ကျပ်။ဥရောပတရူရိုကိုစစ်ကောင်စီတတ်မှတ်စီ2438.63ကျပ်။ပြင်ပပေါင်စီ4926ကျပ်။ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.8ကျပ်။ပြင်ပပေါင်စီ128.32ကျပ်။မလေးရှားတမင်ကြီးကိုစစ်ကောင်စီတတ်မှတ်စေ910.69ကျပ်ပြင်ပပေါင်စေ 986ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စီ59သိန်း8000ကျပ်၊ပြင်ပပေါ့ဈေး85သိန်း2000ကျပ်၊15ဘဲတစ်ကျပ်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စီ55သိန်း9685ကျပ်ပြင်ပပေါ့စီ80သိန်း1000ကျပ် ပေါ့ဆွေးရှိပါတယ်။ဘောပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်တလီတာကို2530ကျပ်၊ပရီမီယံဒီဇယ်တလီတာကို3045ကျပ်၊အော်ဒေ92တလီတာကို2630ကျပ်၊အော်ဒေ95တလီတာကို2685ကျပ်ပေါ့ဆွေးရှိပါတယ်။ဘောပြပါ73စီစင်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစားအုပ်စီစင်းတွေကတော့စားအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6430ကျပ်ပြင်ပပေါက်စီ1300ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါစင်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တဲ့မျက်စိမှာ brain တိုင်း မြင်းစီမတရင်အစီအစဉ်ကိုတင်ဆက်ပေးကြရပါကြည့်ရှုအားပေးကြပေးတဲ့များအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်ခန့်တွေကတာဝန်ယူတင်ဆက်ပေးကြရပါတန်မြင်းစီမ Bright Time အစီအစဉ်ကိုနေ့စဉ်တင်ဆက်နေ့ကနေတောက်ကြနေ့ထိည9:00နာရီမှစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ ်စီမံလင်းများဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ။